လွတ်လာရပြီးတော့89ခုနှစ်မြေတာကြော်ကြခဲ့ပြီကျွန်တော်တို့မှာပြိပကပြိပခပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရတယ်တကယ်တော့ကျွန်တော်တို့မှာရှိတဲ့လူသားအပါဝင်တာဇာတအရင်းမြစ်တွေများစွာရှိတယ်လားဒါတွေတုံးချမယ်ဆိုလို့ရှိရင်တရောတိုက်ပြီးကမုတ်ထကူးတက်တဲ့တိုက်ပြီးတစ်ခုထည့်ရမယ်ဒီလိုပဲကျွန်တော်တို့ကပူပေါင်းဆောင်မှုလာလာရှာတဲ့အခါမှာရုရှားနိုင်ငံဟာကျွန်တော်တို့ရဲ့ပူပေါင်းဆောင်မှုလာလာရှိတဲ့နိုင်ငံတစ်ခုဖြစ်ကျွန်တော် ဆိုတော့မြေသားပေါ်ဒီဇွားချက်တနေငယ်တွေတော့မကပါဘူးနိုင်ငံတွေများစွာရှိပါသူတို့လည်းပဲအဟိမအောင်ဆောင်ရပေးနိုင်မဲ့နိုင်ငံတွေဇွားချက်နိုင်ငံဖြစ်တယ်ဆိုတာကျွန်တော်ပြေပါဒါကြောင့်ဇွားချက်နိုင်ငံကိုကျွန်တော်ဒီဖွံ့ဖြိုးချက်နဲ့အသွားချင်းဖြစ်ပါတယ်ကျွန်တော်ကနိုင်ငံရေးကဆုံးဖြတ်ပြီးသားဖြစ်ပါတယ်နိုင်ငံရေးကပါတီတို့ပြည်သူကြောင်းဆိုတဲ့ပါတီတို့ဒီမိုကရေစီစနစ်ကိုကာဖို့တဲ့ကျွန်တော်တို့ကဆုံးဖြတ်ပြီးသားဖြစ်တယ်အဲဒါကိုကျွန်တော်ကအကောင့်တွေဖွင့်လှစ်ဖို့တဲ့တစ်ခါကဒီပဲဖူးဖောင်းဆောင်မှုတွေကျွန်တော်လုပ်ရမှာပေါ့တစ်ခါကလည်းပြည်ပြင်းညင်းညာရေးကိုရောင်းနေကျွန်တော်လုပ်ရမှာပါ ဒါကြောင့်ရရှာသမ္မတကြီးကလည်းဟာလာမြန်မာနိုင်ငံအတွက်ပတ်သက်ပြီးသူအစားရဲ့ကူညီမဲ့လို့သူပြောတယ်ထို့ပြီးပဲအဲဗီလော့စ်နိုင်ငံသမ္မတကြီးမစ္စလူကေရှန်ကလည်းကျွန်တော်မြန်မာနိုင်ငံပဲအစားအစားရာအကုန်လုံးပူပေါင်းဆောင်ပေးမယ်လို့ကူညီပေးမယ်လို့ပြောတယ်ဒါတည်းကကျွန်တော်တို့ကျွန်တော်တို့ကခွန်အားတွေဖြစ်သလိုတိုင်းပြည်တွေလည်းအားထုတ်ကျွန်တော်ရမှာပါကျွန်တော်တို့နိုင်ငံအပြအခုနေထားကြည့်လို့ဆိုရင်တကယ်စုံချက်မှရှိတယ်။ဟဲ့လားအရှေ့တောင်အာရှနိုင်ငံမှာအနောက်ဘက်အကြဆုံးအာဆီယံနိုင်ငံတွေမှာအနောက်ဘက်အကြဆုံးနိုင်ငံဖြစ်တယ်။ ကျွန်တော်ရဲ့နောက်ဘက်မှာလူရေတန်ပေါင်း1.4ဘီလီယံကျော်လောက်ရှိတယ်အိန္ဒိယနိုင်ငံရှိတယ်လူရေတန်ပေါင်းပြား600ကျော်ရှိတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတယ်ကျွန်တော်ရဲ့အရှိတောင်ဘက်မှာလူရေတန်ပေါင်း1400လောက်ရှိတယ်ပြည်နိုင်ငံရှိတယ်ဒီဒီဒီတဲ့အုံမှုပေါင်းလိုက်ကကျွန်တော်4ဘီလီယံနေပါတော့ကျွန်တော်လူရေရှိတယ်ကအဲတော့ဒီတောင်းမဲ့ပြားစုံရကြည့်မယ်ရှိရင်ကျွန်တော်ရဲ့တောင်းမဲ့စနစ်နဲ့အိန္ဒိယတို့မှတရားရောက်သွားမယ်အဲမြောက်ဘက်ကိုခံပြရမယ်ဆိုရင်ရုရှားနိုင်ငံက တိုးနိုင်ငံဖြတ်ပြီးတော့ရုရှားနိုင်ငံရောက်သွားမယ်အနောက်ဘက်ကတော့မဟုတ်ဘူးအိန္ဒိယနိုင်ငံရောက်သွားမယ်အဲရှေ့တောင်ဘက်တောင်မဟုတ်ဘူးအာဆီယံနိုင်ငံတွေကိုရောက်သွားမယ်အဲ့တော့မြန်မာနိုင်ငံကတော့အခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူးအဲ့တော့ကျွန်တော်နိုင်ငံမှာအခြေပြုပြီးတော့စီးပွားရေးလုပ်ငန်းမလုပ်ပဲဖြစ်ဖြစ်မြန်မာနိုင်ငံကိုဖြတ်ပြီးတော့သွားမယ်ပဲဖြစ်ဖြစ်ဒီကုနာပြည်နဲ့ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကိုကုလဆက်ဆံနိုင်ခွင့်ရမယ်ဆိုတာအဲသိနိုင်ပါတယ်တကယ်လို့ကျွန်တော်တို့ကအစ်စ်တော်ကျောင်းအခြေရောက်နေပါပြီ ီးယိုတွေလည်းကျွန်တော်ပြောချင်တာတော့သူဖြစ်ချင်တာမပြောပါနဲ့ဗျဖြစ်ပြန်တာတွေဖြစ်နေတာပဲပြောဖို့ကောင်းတယ်လူတွေကတော့ဖြစ်ချင်တာတော့လူတွေဖြစ်ချင်တာပဲကျွန်တော်လည်းဖြစ်ချင်တာလေးအများကြီးရှိတာပဲဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဖြစ်ချင်မှလည်းဖြစ်နေမယ်အဲ့တော့ဖြစ်တဲ့နာဖြစ်နေတာပဲကျွန်တော်ထွက်တာကောင်းတယ်ကျွန်တော်ပြောတယ်ကျွန်တော်တို့ဟလာဒီမိုစီတည်ချက်ဒီမိုစီခွင့်ရေးပေးတယ်တရားစမ်းတဲ့ပတ်သက်တဲ့ခွင့်ရေးပေးတယ်အဲကမ္ဘာမှာကြီးလိုက်တာဘယ်မှာကြီးလဲအကုန်လုံးကမျှတတဲ့ခွင့်ရေးပဲပုံရတယ်တစ်ခါတည်းခွင့်ရေးဘယ်တော့မှပတ်ပြီးလို့မရဘူး ဒါတန်းသားရိဘက်ကတော့စဉ်းစားဖို့တင့်တယ်ဆိုတော့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်တို့အနေနဲ့တန်းသားရိဘက်ကလည်းဦးစားပေးပြီးတော့ကျွန်တော်ဆောင်ရွက်ပေးမယ်ကျွန်တော်ဆုံးဖြတ်ထားပါတယ်ဘယ်လိုဖြစ်ဖြစ်အဲနောက်ကြိုက်ပြီးကြံခဲ့တဲ့တန်းသားနေပြည်တော်အားလုံးကိုကျွန်တော်ဦးစားပေးပြီးဆောင်ပေးပါအခုတော့ကျွန်တော်အဲ့နေသနာကျော်လုပ်ပေးပါတယ်ကျွန်တော်တန်းသားတွေမြန်မာတနေငါတို့ကမလွတ်တော့စိုက်ပေးနဲ့မိုးပေးကိုဟုတ်လို့မတော့မလွတ်ဘူးဗျာဒါအနာဂတ်တွေကတိတ်တဲ့နီးပညာကျွန်တော်မလွတ်ဘူးဗျာအဲ့တော့ သူတို့ကစိုက်ပျိုးမှုမျိုးလုပ်ငန်းမှာအခြေခံတဲ့စိုက်ပျိုးလုပ်ငန်းတွေအများကြီးကောင်းတယ်။ပြည်ပနဲ့နီးပညာမှလည်းအများကြီးကောင်းတယ်။ကျွန်တော်တို့ကအနည်းတစ်ခုနဲ့အမြင့်တစ်ခုကိုအားလုံးသူတို့ပေါင်းစပ်ပေးနေတဲ့အနေအထားရှိတယ်။အဲ့ဒါကျွန်တော်တို့ရဲ့ကျွန်တော်တို့အတွက်လိုအပ်ချက်ပဲ။ဒါကြောင့်ကျွန်တော်ကျွန်တော်ပြောရပါတယ်ဇီဟာကိုဘောဆောင်မှာဆိုလို့ရှိရင်ကျွန်တော်တိုက်ပြီးတော့အကျိုးမဲ့မိုးချရှိမယ်လို့ကျွန်တော်ပြောပြောနေတာပါ။